မလေးရှားထိုင်းရေပင်နယ်စပ်အနီးမှာအထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်သူ100လောက်လိုက်ပါလာတဲ့ဆက်လီနှမြုပ်သွားပြီးတော့အသက်ရှင်ကျန်တဲ့သူ6ဦးကိုလန်ကာဝီကျွန်းနားမှာကယ်တင်နိုင်ခဲ့တယ်လို့မလေးရှားရဲကပြောပါတယ် အဲ့ဒီ6ဦးထဲမှာမြန်မာမျိုးသား3ဦးရိုဟင်ဂျာ2ဦးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦးတို့ပါဝင်ကြောင်းဂဒက်ရဲဌာနအကြီးအကဲဒါတုကအက်ဇလီကနိုဝင်ဘာ9ရက်နေ့ကပြောပါတယ်။တေဆုံးသွားတဲ့ရိုဟင်ဂျာမျိုးသမီးရဲ့ရုပ်အလောင်းကိုလည်းအနီးအနားရေပြင်မှာတွေ့ရတယ်လို့ပြောပါတယ်။နောက်ထပ်မျိုးသား3ဦးနဲ့မျိုးသမီး2ဦးရဲ့ရုပ်အလောင်းကိုလည်းနေ့လယ်ပိုင်းမှာထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာ10ရက်နေ့မနက်ပိုင်းမှာလန်ကာဝီကျွန်းသားကရေပြင်မှာ မျောနေတဲ့လူသုံးဦးကိုတွေ့တယ်လို့ဒေတာကန်တွေကသတင်းပေးပို့လာတာကြောင့်ကယ်ဆယ်ရေးတွေစခဲ့တာပါကနေဦးစုံစမ်းစစ်ဆေးချက်တွေအရမလေးရှားကိုထွက်ခွာလာတဲ့ဆက်လေကြီးပေါ်မှာလူပေါင်း300လောက်ပါဝင်ပြီး မလေးရှားနိုင်ငံသားအယောက်မှာတော့ရေတက်ကင်းလက်ရင်တွေကိုရှောင်ရှားဖို့ဆက်လေအသေးသုံးစီးပေါ်ခွဲပြီးတော့တက်ခဲ့တာလို့အသက်ရှင်ကျန်သူတွေကပြောဆိုကြောင်းရဲအကြီးအကဲကမလေးရှားဒေသတွင်းသတင်းမီဒီယာတွေကိုပြောပါရယ် ထိုင်းရေပိုင်နဲ့အတွင်းလွန်ခဲ့တဲ့၃ရက်လောက်ကဆက်လီမှောက်ခဲ့တာဖြစ်ပြီးတော့ကြံတဲ့ဆက်လီနှစ်စီးရဲ့ကံကြမ္မာကတော့မတိရသေးဘူးလို့ဆိုရတဲ့အခုလိုမိုးနေသွားတဲ့ကာလတွေမှာမြန်မာနိုင်ငံကရိုဟင်ဂျာအများပြားဟာနေထိုင်ရေးပိုအဆင်ပြေတဲ့ဒေသတွေကိုထွက်ခွာနိုင်အောင်မလေးရှား၊အင်ဒိုနီးရှားနိုင်ငံတွေကိုဆက်လီစီးပြီးတော့တွားရောက်လေရှိရမှာဆက်လီမှောက်ပြီးတော့လူအများပြားတည်ဆုံခဲ့ဘူးရတဲ့ 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလဲစစ်အုပ်စုက အတင်းအဓမ္မစစ်သားစုဆောင်းသလိုစီးပွားရေးကျက်တဲတာကြောင့်မြန်မာလူငယ်များပြားနိုင်ငံကနေနီလန်ပေါင်းစုံနဲ့ထွက်ခွာနေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ